အရှိတောင်းလေးတော်အကုန်လုံးခုမြေကြီးတဲ့ရောက်သွားပြီအကောင့်တစုပဲချက်အဲ့ဒါကြောင့်နော်အိုလာရင်ဘာဖြစ်လဲလူမယိုသေးဘူးဆိုတဲ့လောကကြီးရဲ့သဘာဝ the nature of the mankind ပေါ့လေလူသဘာဝဒါရှိတယ်အဲ့ဒါကြောင့်ဘုန်းကြီးတို့ဂေါရမဗုဒ္ဓကတိုက်တော်ပြီးကွာငါရာပြည့်အောင်မနေဘူးဆိုပြီးတော့ဘလောက်နဲ့ကြွား ရှိစေမှာကြွတယ်ဒီသဘာဝလေးဘုရားတို့ရဲ့သဘာဝလေးဒါဘုန်းကြီးတို့သုံးသပ်ထားဒါပေမဲ့ယဟန္တာပုဂ္ဂိုလ်ကြီးတွေကြတော့ဘုန်းကြီးတို့ပြိသားကြီးအဲ့ဒီလိုမဟုတ်ဘူးဘုရားတဲ့ခဆောစောနိဗ္ဗာန်ကြွတဲ့ကိုရောကြီးတွေရှိသလိုခုနက ပြောပြီးပြီးဧကသာဝကကြီးနှစ်ပါးလဲရောက်ကြီးနှစ်စု သုံးလဆောပြီးတော့ပြုတ်သွားတယ် အဲ့တော့တောထဲမှာအေးအေးချမ်းချမ်းတပားတဲ့တောရဆောက်တည်နေနေတဲ့အရှင်မကသဗ္ဗကထွက်လာပြီးတော့ဘုရားအနာမှာသာရိပုတ္တရာမောဂလန်တို့ရဲ့တန်ဝန်ကို တပားတဲ့နဲ့ပခုံးပြောင်းတန်ဝန်လာယူသွားတယ်အဲ့ဒီအရှင်မကသဗ္ဗအသက်ဘယ်လောက်ရှည်တယ်လဲမေးရင်120အရှင်မကသဗ္ဗဘယ်လောက်လဲ ော်ရာကျော်ဖို့ကိုရော်နေရှိသေးတယ်ပေါ့ဟုတ်လားနာရှင်အနန္တာ120ဒီတော့ရှင်အနန္တာညီတော်အနန္တာနော်ဘုရားထက်နှစ်40ပို့တယ်အာဩဇာကောင်းလားနန္ဒောကြီးဘုရားတီထောင်တဲ့သာသနာတော်ကိုသူဆက်ပြီးတော့ကိုယ်တိုင်ထိမ့်သွားတာနှစ်ပေါင်းဘလောက်လဲအဲ့ဒါလေးကိုအလုံးသတိပြုကြပါနော် ဇေပြုပင်စရောကြီးရဲ့သာသနာကို တပည့်တွေအဲ့ဒါဆက်ထိုင်ရ။မြတ်စွာဘုရားတည်တော်တဲ့သာသနာကိုအကြီးတော်အာနန္ဒာကဘုရားနဲ့ထက်ချက်မကွာနောက်ကတောင်းလျှောက်လိုက်ပြီးတော့ဟောသမယကိုမလုပ်တာ။ခေလိုပြောရီကော်ဒါနဲ့ဖမ်းတဲ့ဘောနော်။ဇေအာနန္ဒာကမလုပ်တာ။ heart နှလုံးသားထဲမှာအကုန်ထည့်တာ။ဒီကနေ့ကတော့ကွန်ပျူတာတဲ့သွင်းတယ်နော် heart disk ဆိုပြောတယ်။ ရှင်အာနန္ဒရဲ့ဟာဒီကပိုးခိုင်းတာဗောဗျာပြီးကသုံးဖို့ကုန်တဲ့တာအဲ့ဒါကြောင့်သုတ်တန်တွေဖတ်လိုက်ရင်ဘာနဲ့စဖတ်စမ်းဧဝမေသုတံတောပိယထဧဝမေသုတံဆိုတာရှင်အာနန္ဒရဲ့ report လေအစီရင်ခံချက်ရဗုဒ္ဓနိဗ္ဗာန်ဆံပြီးတဲ့နောက်သံဃာ900ရဲ့အစည်းအဝေးမှာရှင်အနန္ဒကရပို့လောက်တာ ေဝမေသူတံတပြည့်တော်ဒီလိုနာထားတယ်မှတ်ထားတယ်ကြားထားတယ်အရှင်မြတ်တို့နားထောင်ကြစမ်းပါရှင်အနန္ဒကတသုတ်ပြီးတသုတ်ရှောင်းရှောက်ပြီးတော့တင်ပြ900ကနားထောင်နားထောင်ပြီးတော့မှဟာဒါဘုရားဟောတော်မူတဲ့အတိုင်းပဲရှင်အနန္ဒမှတ်ထားတာအဲ့ဒါဘုရားလို့သဘောထားအတည်ပြုလိုက်ကြပါစို့ဆိုတာဒါသင်္ကန်းနာပဲမို့လား အဲဒီလိုစောင်းရှောက်တော်မူကြပါလို့ဒါလေးထည့်ပြီးတော့ဘုန်းကြီးကတိုက်တွန်းပါတယ်။120ဆိုတော့ဗျာတဲ့နှစ်40ပို့တယ်။ရှေးနန္ဒာဆက်ပြီးတော့မွေးထားတဲ့တပည့်တွေဒုတိယသင်္ဃာယနာကျတော့ခေါင်းဆောင်လာဖြစ်ကြတယ်ဗျာ။ ဒုတိယသင်္ခါနာကဘုရားပရိနိဗ္ဗာန်ဆံပြီး နောက်နှစ်တရာမှတင်းတယ်နော်အဲ့တော့ရှေးအနန္ဒာကသက်တော်တရား20ဆိုသောကြောင့်ဒုတိယသင်္ခါနာမတင်ခင်နှစ်60အလိုမှာဘာဖြစ်လဲပရိနိဗ္ဗာန်ဆံအဲ့ဒီဒုတိယသင်္ခါနာတင်ပွဲကြီးရဲ့ခေါင်းဆောင်တွေကဘယ်သူတွေလာဖြစ်တယ်လဲလို့ဆိုတော့ရှင်အာနန္ဒာမွေးထားတဲ့တပည့် ဥပဝါနောဇသလောဇယေဝတောခௌဇသောဘိတောယသောဇသာနသံဘုတောဣတိသတ္တိဝိဟာရိကထေရအာနန္ဒထေရသဒိဋ္ဌပုပ္ပါဒဋ္ဌကတံဥပဝါနမထေရသာလမထေရယေဝတမထေရသောဘိတမထေရယသမထေရ အကောင်လုံးရှင်အနန္ဒဓမ္မယဟန်ဖြစ်ပြီးတော့ရှင်အနန္ဒပိဋကသုံးပုံသင်ထားပေးလို့အဲ့ဒီကိုတော့အကောင်လုံးတိပိဋကဒရတွေဗျနော်ထေရအနန္ဒထေရသအရှင်အနန္ဒမတေရသတ္တိဝိဟာရိကထေရဥပိစေယူပြီးတော့ယဟန်ဖြစ်တဲ့မတေကြီးတွေဒိဋ္ဌဗုဗ္ဗတ္ထာကတံဘုရားရှင်ကိုရုံးမြတ်ရဲ့သက်တော်ကိုသူတို့မိလိုက်ကြတယ် အနန္တမွေးထားတဲ့ဒီကိုယ်တော်တွေဟာဘုရားကိုဘာဖြစ်လဲမိလိုက်ကြပါတယ်တဲ့ဘုရားလက်ထက်ကကိုရင်ကြီးတွေဖြစ်မှာပေါ့အနန္တခြေချင်းနေကြတာဘုရားပရိနိဗ္ဗာန်စံပြီးနေ့၄၀လောက်ဆောင်းဆောင်လိုက်တော့ဒီပိဋကဒရတွေဖြစ်လာဒုတိယသင်္ကန်းနာကြတော့သူတို့ခေါင်းဆောင်သွားကြတာအဲ့ဒါကြောင့်သာသနာတော်ကို generation to generation เนาะ အစရိယပရံပရဆိုတာမျိုးပေါ့လက်ဆင့်ကမ်းပြီးတော့ဒီလိုပါလို့ရမယ်ထဲရမယ်ဆိုတဲ့အကြောင်းလေးကိုဒါဘုန်းကြီးတို့ဒါရှေးဥစွာပြောတယ်နောက်သက်တော်ရှိတာနည်းနည်းလန့်ကြည့်လိုက်ရင်အနုရုဒ္ဓသက်တော်တရား90မှာနိဗ္ဗာန်ဝင်တယ်နောက်ပိုးပြီးတော့အသက်ရှိဆုံးကဘယ်သူလဲဆိုတော့အရှင်ဘာကူလပြောဘယ်သူပါလဲ ရိသာကြီးပြန်ဖတ်ဘသူတဲ့လဲဘာတချိုက်ကိုရေးချเนาะဘာပဲဖတ်ပါကုလနောက်ကတွဲပြီးတော့ပြန်ဖတ်လိုက်ဘာကုလဟုတ်လားအဲ့ဒါဘာတချိုက်ကိုပန်းဆောက်မပြောင်းနဲ့ဘာတချိုက်ပန်းဆောက်ပြောင်းပြီးတော့ဖတ်တဲ့လူတွေဗမာပြည်မှာအဲ့ဒါရှိနေတယ် ဘာကုလကိုပါကုလဆိုပြီးတော့ဖတ်တယ်။ဖန်းယုံမကဘူးရန်ကုန်မှာဆေးရိုက်ကြီးတတိုင်းဆေးယုံကြီးတယုံမှာရေးထားတယ်။ပါကုရှင်ပါကုတဲ့အမကြီးရေးထား။ရဟန္တာနာမည်အမကြီးရေးပြီးတော့ဆေးယုံကြီးဖွင့်တာနော်။အဲ့ဒါလေးတွေလည်းပဲဟဲ့လားဒါကတော့အလင်းမြတ်ပြုတ်အပ်တဲ့မထေရကြီးတွေရဲ့နာမည်တွေဖွဲ့တယ်ပရိသတ်ရဲ့မှန်အောင်ရေးမိဖို့လိုပါတယ် အဲ့ဒါကတော့အပိုလေးထည့်ပြီးတော့စကားပြောတယ်သက်တော်160တရား60သက်ရှိတဲ့ဘာကုလလည်းပဲပရိသတ်ရေပြိနိဗ္ဗာန်ပဲမို့လားတရား90ရှင် အနုရုဒ္ဓလည်းပြိနိဗ္ဗာန်ပဲမို့လားတရား90အရှင်အာနန္ဒအရှင်မဟာကသပပြိနိဗ္ဗာန်ပဲမို့လားယန္တာကြီးတွေဆိုတော့ပြိနိဗ္ဗာန်လို့ပြောတာလူတွေနဲ့ တန်းတူသုံးရင်ပြိတ္တရေမယိုသေးရချမှာဆိုလို့เนาะနည်းနည်းခွလွန်စားမှာအဲ့ဒီ150 160 140ကိုတော့ကြီးလည်းတည်တာပဲဗောလူလိုပြောရင်ဟုတ်လားအဲ့တော့စရကြီးကခုတရားနဲ့၄နှစ်၄နှစ်သားလေးတွေ၃နှစ်သား၂နှစ်သားလေးတွေကမသေးဘူးလားတည်ခြင်းတရားဟာပြိတ္တရေအရွယ်ကိုခြာနာချက်ပြုသလား တဏှီတဲ့သိစေတဲ့ဂုံဟောခြာနာမှုပြုသလားဂုံမဲ့သူတွေသိစေဂုံကြီးသူတွေတော့ငါလွတ်လပ်ခွင့်ပေးမယ်လို့လှုပ်သေးလား Death is level ah သိခြင်းတရားဟာအကုန်လုံးတဏှီတွေညှိပစ်တယ်အလုံးပဲကြမှာညီညွတ်ကြမှာလေသေးမှညီညွတ်ကြမှာပဲစိတ်တော့မဆိုးတဲ့ပြိတ္တာသိခြင်းတရားဟာအလုံးတဏှီတွေနော် dahara siwa mahanda sayi balayi sa bandida tapi misu watan yandi tapi misu barayana dahanda dahara siwa ngere pokuri le misu watan yandi temen nago lejak rabeh မဟာတသကြီးတဲ့ပုဂ္ဂိုလ်တွေလည်းပဲမေဇုဝတ္တဉာဏ်ဒီသင်မင်းအလိုလိုက်ကြရတာပဲဘာလာသလူမိုက်တွေပဲဖြစ်ဖြစ်ပန္တိတသပညာရှိသူတော်ကောင်းတွေပဲဖြစ်ဖြစ်ဘာဖြစ်လဲဝတ္တမေဇုဝတ္တဉာဏ်ဒီသင်မင်းအလိုတို့လိုက်ကြတာပဲသဗ္ဗေကြီးကြီးငယ်ငယ်ရွယ်ရွယ်လတ်လတ်မျိုးစသိန်ချုံလုံးစုံကုန်သောတတ္တဝအနန္တမသမျှတို့သည် မေစုပရာယနာသေမင်းသာလည်းလဲလျောင်းရာရှိကြလေကောင်းဤလိုသာတဏ္ဍလူတော်ဆရာဘုရားရှင်ကိုရောမြတ်သည်ဝောစာကရုဏာရှိတာမေတ္တာအပြင်ဟောကြားတော်မူခဲ့ပါပေသတည်းအလုံးစိုလိမ့်မယ်ဆိုရကိုထက်ကြည်သူကို လူရွေသူသေးရာမြာလာပြီကိုထေကြည်သူကိုအောင်လူရွေသူသေးရာမြာလာပြီနောက်တစ်ခေါက်ဆိုပြီးရွှေလိုက်မယ်နော်ကိုထေကြည်သူကို ကောအာလုညွဲတို့သေးရာများလာပြီအလုံးကြီးအောင်စောဘဒ္ဒကြီးသောကောအာ na mase. Oya mie. na le di be ni gebi. Kana mase. Oya mie. Na le di be ni gebi. So, kana mase. Na le နမစေဩယမေငါလဲသေပဲနိဂတိခနမစေဩယမေငါလဲသေပဲနိဂတိမသေးယမိပါရမီပါရမီငါသည်ဖြိမသင်တော်မီ Madhyami Parami Adipshima Denami Madhyami Parami Adipshima Denami Madhyami so, Parami Adipshima Madhyami Parami ezewegiza adaba ngozi y mara na mpa uwe နိုင်နောသင်္ကရန်တိနာမာသေနေနာမိစုနာသာရဝနှလုံးပျော်ပြန်သူတော်ကောင်းပေါင်းတို့မိစုနာသေမင်းရဲ့မိစုနာသေမင်းနဲ့သင်္ကရန်အချင်းအချက်သည်ကန္တစီဖေပုဂ္ဂိုလ်အတွက်မစိုးဂိဉ္စီတစုံတစ်ခုကလေးမြန်နာဟိအဋ္ဌိမရှိသည်သာလင်တည်း သိရင်တရားကိုပင်နေပရဲ့ပဲရှိပင်နေရဘယ်တော့မှသိမယ်လို့သင်္ကရံပရိသတ်ရဲ့ appointment လေးယူပြီးတော့သိမယ်ပေါ့လေ chain check ပြီးတော့သိမယ်ဆိုတာမျိုးလုံးလို့ရလားမရပါဘူးဗျာမိနစ်တိုင်းပရိသတ်ကြီးသိနိုင်တယ်ဟုတ်လားမေဇုနာသေမင်းနေသင်္ကရာချင်းချက်သည်ကတ္တသိပဲပုဂ္ဂိုလ်မမဆိုနောဟိအာတိမရှိသည်သာလင်သည် သာသမာတကြောင့်အင်းစီဝအီယနေ့ပင်လျင်ယခုပင်လျင်အတပံပြုစရာကတပံပြုစွဲကိစ္စမှန်သမျှကိုအတပံလင်မြန်စောစွာအထုတ်တော်မူကြကုန်ရာဤအတပဆိုတဲ့ဝရိယတစ်မျိုးဟာတခြားဝရိယနဲ့မတူဘူးပူပူပန်ပန်ချောင်းချောင်းကြကြအလုံးလုံးတာကိုအတပဝရိယ အခုနိုင်ဤဘိုင်မင်းနေပိုက်တွင်ပဲတရားတော်မလောက်တွေးကြောက်ပြီးတော့တွေးဆိုရင်ပြီးတော့ငါမှအချိန်နည်းနည်းပဲရှိတော့တယ်ရသည်မအချိန်လေးပါငါပါရမီဆိုတဲ့ကောင်းမှုတွေကိုအပြည့်စုံယူသွားမယ်ဆိုပြီးအဲ့လိုအပတယအပတကုတ်အပူရပြင်းလုံးတတ်တဲ့လုံလဝရိယမျိုးကိုခေါ်တာကအာတပဝရိယအဲ့ဒါကိုမြတ်စွာဘုရားကဥပမာလေးနဲ့ပေးထားတယ် ကောင်းကရောင်တုံးကြီးကြီးရှိတဲ့ယောက်ျားကြီးတယောက်သောမဟုတ်မိမကြီးတယောက်ဆိုပါစို့အဲ့ဒီသပင်တုံးကြီးကို မတော်တဆမီးဆွဲတဲ့ဆိုရင်ရောင်တုံးကြီးမီးလောင်ခံရတဲ့တို့ယောက်ျားတို့မိမသည် အရေးကြီးပြိတ္တကြီးလောက်ရမှာကရေပုံရေအိုးခက်မြန်မြန်ရှာ အဲ့ဒီတဲကရေရေတဲ့တကောင်းလုံးလောင်းချပြီးတော့ခေါင်းကမိကိုသဒါပဲမို့လားအရင်ဒီကြည့်လို့ရမယ်လောကရေအိုးရေဘုံရှာပြီးတော့ခေါင်းကိုလောင်းခေါင်းဆဲနေတဲ့မိကိုသအဲ့ဒီလိုအရင်ဒီကြည့်ပြားပြားသလဲလောက်ရတာမျိုးကိုခေါ်တာအာတပဝိရိယပါပြောအာတ ရံခါမှာအရေးတကြီးလုပ်ရမယ်လို့ကအရေးတကြီးမလုပ်တဲ့လူတွေနော်ကဘာမှာအများကြီးပဲရှင်မြေပင်ကအရေးတကြီးလုပ်ရမယ်လို့ကိုလုပ်ခဲ့လားမိကတော်တော်လောင်ထားပြီလောင်မှန်းသာမသိတာငရုတ်သီးတွေကပိုးလေးလိုပဲအဲ့ဒါဆက်ပြေးနေတယ်နေနေကြကငရုတ်သီးဆိုတော့အဲ့ဒါလေးကကိုနေအိမ်လေးဖြစ်ဒါပေမဲ့ရံခါကျတဲ့လူတို့ချိုးကအလွဲတွေရှောက်လောက်တာ ။ကောင်းပြီလောင်နေပါပြီ။ဆိုတော့မှရေဖုံးမရှာဘဲနဲ့တယ်လီဖုန်းရှာ။တယ်လီဖုန်းလေးလှဲငါတော့အမေသတင်းပေးလိုက်အောင်မယ်။အမေရေသမီးကောင်းပြီလောင်နေတယ်။တယ်လီဖုန်းကလည်းလှဲလိုက်တယ်လှဲလိုက်တယ်လူချင်းမင်းကြီးလား။အဲ့ဒါဆိုရင်တော့ခင်ငါတော့အမေလည်းခေါ်လို့မရဖေးလည်းခေါ်လို့မရမိသားအကြောင်းချမယ်။ကောင်းပြီလောက်နေလို့မိသားကြီးလာခဲ့ပါဆိုတော့ မိသားကကြီးကဝူးဆိုမောင်းလာအိရှိထိုးရတယ်။ဗာမြစ်တာလည်းကောင်းပြီးလောင်လို့ဆိုတော့ပဲပါတော့မလားအောင်းမိတယ်မဟုတ်ဘူးရေးမပန်လာဘူးတဲ့သူတို့ကလည်းအဲ့လိုပြေအဲ့တော့အရေးကြီးလောက်ရမယ်ကိစ္စကိုအဲ့ဒီလိုအလွဲအချော်အေးဆေးဆေးလုံးနေတဲ့လူတွေကဘာဖြစ်လဲမီးလောင်ပြီးသေဖို့ပဲရှိမယ်မို့လားမီးဆယ်တပါလောင်နေတာကြာပြီလေမြန်မြန်တတ်ကြဟုတ်လား ဇေဘပင်ဆိုတော့ကြီးဘလောက်သတ်ပြီးတော့ဘာတွေလှုပ်သွားတယ်ဆိုတော့ဇေဘပင်နေတဲ့လူတွေပိုသိမှာပေါ့နော်အာတ္တပဝရိယလောင်နေတဲ့မိအရေးကြီးသတ်ဧဇေဝကိစ္စအာတ္တပံဒီကနေ့ပဲလှုပ်ွယ်ကိစ္စကိုမြန်မြန်ကြီးလှုပ်ရမယ်ကောဇေညာမရဏသူဝေမနေ့ပြင်ကြမှာဒုတိချဆိုရလဲကိုယ်သေးခြင်းကိုဘယ်သူသိမလဲ နိုင်နာသင်္ကရန်ဒေနမသေရနာမိစနာသေမင်းနဲ့ချင်းပြီးတော့ဘယ်တော့မှသေကြပါစို့လို့အချင်းချက်လှုပ်လို့ကရသလားအဲဒါကြောင့်ဧဇေဝံယခုပဲအာတ္တပံကိစ္စံပြုပဲကိစ္စမန္တမယအာတ္တပံလင်းမြန်စောစွာ အထုတ်တော်မူကြကုန်ရာဤလိုတတ်တာ လူနတ်တို့ဆင်းဘုရားရှင်ကိုယ်တော်မြတ်သည်ဝောစာကရုဏာရှိရှုဟောပြတော်မူခဲ့ပါပေသတည်းမသေးရမီပါရမီပါရမီငါသည်ဖြည့်မှသင်တော်မီပါ ရသော်ဘုရားပြိဋိပံစံတော်မူတော့ကကုသိနာရာစာမရှိတဲ့စလုံးပေါ့ဒီကနေ့လူတို့နှုတ်ပါတော့ကုသိနာယုံခေါ်တယ်အဲ့ဒီမြို့အနောက်တောင်ရွံ့ရွံ့ကအင်းချင်းတော်တန်ဃာတော်ကြီးပြိဋ္ဌာရေခုနှစ်သိန်းကျော်တယ်လာပြီးတော့စူဝေးကြတာ ပုထုဇဉ်ပါမယ်သောတာပန်ပါမယ်သကရာကအနာကယန္တာတွေပါမယ်။ဘာလို့လောက်ကြသလဲလို့ဆိုတော့သူတို့နှုတ်ကလျှောက်ထားတဲ့ဇကားထဲမှာပဲပါသွားတယ်။အယံတထကတ္တတပစ္စည်းမဝန္ဒနာတသူတို့ပြောတယ်။အယံဤငါတို့လာ၍ဤမှာစုဝေးချက်ခြင်းသည်တထကတ္တမြတ်စွာဘုရားအပစ္စည်းမဝန္ဒနာဒီစလုံးလေးတော့မှတ်တာပါတယ်လေ။ ဘေစီမဝန္ဒနာနောက်ဆုံးလာ၍ရှိခိုးခြင်းပဲဒီစကားရှိဒီကနေ့ဆရာကြီးကိုပရိသတ်ကြီးလာပြီးတော့ဘာလို့ကြလဲဆိုရင်ဒီသိပဲဖြစ်ရနော်ဘေစီမဝန္ဒနာဘာပါတယ်လဲဒါပေမဲ့အဲ့ဒီစကားလုံးကိုဗမာနိုင်ငံမှာအသုံးအနှုန်းမရှိဘူးဗမာနိုင်ငံသုံးထားတာကတော့အန်တီမာ ပူဇာအတိမသာဗနာဒီလိုသုံးတာလေအတိပဲတော့တူပါတယ်ပြိဿယေပိစိမဝန္ဒနာဆိုတာကတော့ယန္နာကြီးတွေရဲ့ဒါသုံးနှုတ်အသုံးနှုတ်ပါအဲ့ဒီပိစိမဝန္ဒနာနောက်ဆုံးရှိခိုးခြင်းဆိုလာစုဝဲတဲ့နေရာမှာသံဃာတော်ဘလောက်လဲခொနှသိမ့်ကျော်တယ်အိုးကြက်ကြက်ကိုတိုးနေကြမြတ်စွာဘုရားနိဗ္ဗာန်စံပြီဆိုတဲ့တည်င်းကြတော့ <laughs> ဘုရားကိုချစ်ကြခင်ညာကြည်ညိုကြတဲ့ဘယင်းတွေကလည်းပဲဓာလန်လေးမြားတွေနဲ့ခြေတက်လာတာနော်အဲဒီကိုသိန်းနာယုံကဘယင်းတွေနဲ့အခြားကခြေတက်လာတဲ့ဘယင်းတွေနှစ်ရပေါင်းရင်ဘယင်းရှင်းမြောက်ရှင်းရောက်ဒီမှာစုံကြတယ်နိုင်ငံရှင်းရောက်ကခစ်လို့ပြောဆိုရဖွဲ့ရှစ်ဖွဲ့ဒီမှာစုံကြတယ်ဆိုတော့မင်းပရိသတ်လည်းပရိသတ်ရည်ဒီလိုပဲ6သိန်း9သိန်း နေပါပဲလို့ဘုန်းကြီးတော်မှန့်ကြည့်တယ်။အဲ့တော့ကြီးကျယ်တဲ့အစည်းအဝေးကြီးမှာတန်ခါတော်ရှင်မြတ်တွေငိုကြွေးကြတဲ့တဲကစလုံးလေးတလုံးလောက်ကိုဘုန်းကြီးတော်ပြိသာအာဘုန်းကြီးက ဖြန့်ချီကျင်တာပါ။ခုနကတလုံးဘုန်းကြီးတော်ပြောသားပြီးပြီ။တန်ခါတော်ရှင်မြတ်တွေကမြတ်စွာဘုရားနိဗ္ဗာန်ဆံပြီဆိုတဲ့ကိစ္စကို အရှင်နုရုဒ္ဓာကြီးညာပေးလို့သိကြတာရသော်ဗျာပြိနိဗ္ဗာန်စံတဲ့နေရာမှာပရိသတ်ဤသာရိပုတ္တရာမရှိတော့ဘူးเนาะအရှင်မောကလန်လည်းပဲမရှိတော့ဘူးရှင်မကသဗ္ဗကိုရောကြီးကသက်တင်ရှာရှိသေးတယ်ဒါပေမဲ့ဗျာပြိနိဗ္ဗာန်စံတော်မူတဲ့အချိန်မှာရှင်မကသဗ္ဗခကြီးအဝေးကြီးမှာရောက် တရင်ချမ်းလို့လာတော့လာနေတယ်ခက်လို့ပြောရအောင်အသက်မမီလိုက်ဘူးတဲ့ရှင်မကသဗ္ဗနောက်9ရက်10ရက်နောက်ကြပြီးမှရောက်လာအဲ့တော့ဘုရားအနာမှာအကြီးကဲကဘယ်သူပဲရှိသလဲဆိုအနုရုဒ္ဓါတပါးတက်တော်တရား50သက်ရှိတဲ့အနုရုဒ္ဓါအရှင်အာနန္ဒာနဲ့ညီကိုဝမ်းကွဲသူတို့တို့ရှိကြတယ် ရှေအနန္ဒာကသောတာပန်ပဲရှိနေသေးတဲ့အတွက်ကြောင့်မို့လို့ရှေအနန္ဒာကဘာဖြစ်နေသောကကို မသိနိုင်နော်သောကမသိနိုင်တော့ဒီပရိသတ်သံဃာ9သိန်းနဲ့လူတို့ပရိသတ်9သိန်းလောက်ကြီးကို ရှေအနန္ဒာသည်ဘာမှမထိနိုင်အဲ့တော့ဒီလူပွဲကြီးတွေမှာအရေးကြီးတာအဲ့ဒါဒီလောက်ကြီးကြဲတဲ့ပရိသတ်ကိုထိနိုင်တဲ့ဩဇာညောင်းတဲ့ပုဂ္ဂိုလ်အရေးကြီး အထိန်မတတ်ရင်မထိန်နိုင်ရင်ပြိသက်တာခက်ခဲတွေရှိနိုင်ဘသူထိန်သွားလဲဘုရားပရိနိဗ္ဗာန်စံပွဲမှာမှတ်လိုက်အနုရုဒ္ဓဘသူထိန်လဲဘလောက်တောင်မှထိန်ချောင်းတာထိန်သိမ်းတာကျွမ်းကျင်တော်မူသလဲလို့ဆိုလို့ရှိရင်မြတ်စွာဘုရားရဲ့စိတ်အစဉ်ကိုသူမိအောင်လိုက်မြတ်စွာဘုရားရဲ့စိတ်တော်သည်ဘယ်ရောက်ပြီလဲဘယ်ရောက်ပြီလဲဘယ်ရောက်ပြီလဲဆိုတာကို သူကလည်းစေတုပ္ပရိယဘိညာဉ်စေပရစေတဝိဇ္ဇန္နာဘိညာဉ်ပိုင်တဲ့ယဟန္တာဒိဗ္ဗစကုဘိညာဉ်ပိုင်တဲ့ယဟန္တာအဲဒါကြောင့်ဘုရားရဲ့ရုပ်အစဉ်နာမ်အစဉ်ကိုနောက်ကဘာဖြစ်လဲမှီအောင်လိုက်အဝဇ္ဇသိကောင်းတဲ့နာနေတဲ့တပည့်ကြီးတွေရဲ့ကျွမ်းရှင်မှုပြောတာမှီအောင်လိုက်တော့ရှင်အနန္ဒရှင်မအရှင်အနုရုဒ္ဓါကဘာသွားတွေ့တယ်လို့ဆိုတော့မြတ်စွာဘုရားဇံဝင်စားတာတော့တွေ့တယ် ယူပဇံ၄ပါးဝင်စားတဲ့ဆုံးသွားပြီအာယူပဇံ၄ပါးဝင်စားတဲ့ဆုံးသွားပြီအဲ့ဒီဇံ၄ပါးနှစ်လီကိုသမပတ်၈ပါးခေါ်တယ်။ဘာခေါ်လဲ?ဒီလိုပြင်ပြောလိုက်ရင်လဲမှတ်တာသမပတ်ဝင်စားတော်မူတယ်ဟုတ်လားပြီးတော့မှနဝမမြောက်ကိုးခုမြောက်ကဘာလဲဆိုတော့နိရောဓသမပတ်ဝင်စားတော်မူတယ် လောကီသမဘာ၈ပါးဝင်စားပြီးတော့မှလောကုတ္တရာသမဘာကဘာလဲနိရောဓနိရောဓဆိုတာကစိတ်လဲရပ်သွားတယ်စိတ်နဲ့ရှင်တွဲနေတဲ့စေတသိက်လည်းပဲရပ်သွားတယ်စိတ်စေတသိက်ကြောင့်ဖြစ်တဲ့စိတ်တစားယုတ်ထင်ရှားတာပြောရရင်ထွက်လေဝင်လေအတ္တတပတ္တသာလည်းဘာဖြစ်လဲရပ်သွားနိရောဓသမဘာတဲ့ဘုရားဝင်လဲသွားရောဘုရားရဲ့ထွက်လေဝင်လေဘာဖြစ်သွားဘိုက်ကပိန်တာဖောင်းတာမမြင်ရတော့ဘူးလေ နှာခေါင်းကလေလဲမလာတော့အဲ့ဒါအနာနေတပည့်ကြီးတွေအရင်အရင်ဘာဖြစ်လဲသွားပြီပြိဋိနေမှာစံပြီလို့ပြောမှာအနုရောဓကဝင်ပြီးတော့တောက်လျှောက်ဘုရားစိတ်တော်နောက်ကလိုင်းနေတဲ့အတွက်ကြောင့်မို့လို့ဘုရားနိရောဓတဲ့ကိုဝင်လဲသွားရင်အနုရောဓကဝင်မလိုက်ဖဲနဲ့ရိုက်ချမ်းရည်လာဘယ်ရောက်သွားပြီလဲကြည်လဲတော့ဘုရားစိတ်ရောစေတသိက်ရောစေတသိက်ရောဘာဖြစ်သွားပြီလဲ ချုပ်သွားပြီရက်နေတယ်ဘယ်တော့ပြန်ဝင်လာမလဲကြည့်